ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်တာလေမြတ်တာပို့တာပါတယ်ဒီနေ့မှာတော့ဖြစ်ရင်နှုတ်ကပတ်တော်အားဖြင့်ရှောဟန်ခရဝင်အခန်းကြီး9အပိုင်ငယ်28ကနေ29မှာဤအမှုအရာကိုအံ့ဩခြင်းမရှိကြနဲ့သင်္ချိုင်းများမှာရှိတော်သူ အပေါင်းတို့သည်တားတော်ဤစကားတံကိုကြား၍ ထွက်ရမည်အချိန်ကာလရောက်ရတန်းကောင်းသောအကျင့်ကိုကျင့်သောသူတို့သည်အသက်ရှင်ရာထမြောက်ခြင်းသို့၎င်းဆိုးရုပ်သောအကျင့်ကိုကျင့်သော သူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့၎င်းထွက်ရကြလတန်းချစ်တော်ဓမ္မမိတ်ဆွေများဒီကနေ့တမန်တော်ကြီးရှင်ယောဟန်အားဖြင့်ဘုရားသခင်ရဲ့ဖွင့်ပြချက်ကတားတော်ရဲ့ အတန်ကိုတင်းချိုင်းမှာတေလွန်တော်သူတို့သည်တားတော်ရဲ့အတန်ကိုကြားတဲ့အခါမှာထမြောက်ရမယ်နေ့လာလိမ့်မယ်လို့ပြောပါတယ်เนาะဒါကတော့သွေးထွက်အောင် မှန်သောစကားပဲဖြစ်ပါတယ်เนาะနှုတ်ကပတော်ကတော့အမှားကင်းပြီးတော့တကယ်ကို အမှန်တရားထက်ကျော်လွန်သော သမာတရားပဲဖြစ်ပါတယ်ဒီတော့ကသမာတရားဒီ သွေးထွက်အောင်မှန်သောကြောင့်အမှားကင်းသောကြောင့်တမာတိကျသောကြောင့်သားတော်ရဲ့အတန်ကိုတင်းချိုင်းမှာရှိနေသောသေနေသောသူများတို့သည်သားတော်အတန်ကိုကြားတဲ့အချိန်မှာ ထွက်ရမယ့်အချိန်ကာလရောက်မယ်လို့ပြောပါတယ်။ဒါကြောင့်ဒီအမှုရာကိုအံ့ဩခြင်းမရှိကြနဲ့လို့ကြိုးပြောတဲ့ပလင်ခံထားတဲ့စကားလည်းရှိပါတယ်။ဒါကြောင့်မို့ လူသားတော်သည် လူသားဖြစ်သောကြောင့်တရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏နော်ဘုရားရှင်ကနံဝိညာဉ်ဘုရားဖြစ်တယ်တရောက်ဓမ္မဟောင်းကာလမှာဘုရားသခင်ကို မြင်တဲ့လူတိုင်းကအသက်မရှင်နိုင်ဘူးတေရတယ်ဘာကြောင့်လဲတဲ့ဘုရားကနံဝိညာဉ်ဖြစ်တဲ့အခါမှာအင်မတန်မှဘုံတကူအာနုဘော်တော်နဲ့ကြီးမြတ်တဲ့အတွက်အပြစ်ရှိတဲ့လူသား တနည်းအားဖြင့်အသွေးသားခန္ဓာရှိတဲ့လူသားတွေကအဲ့ဒီအသက်ရှင်ကြီးမြတ်သော ထာဝရဘုရားကို မြင်တိုင်းမှာသိရတယ်။တယောက်ဓမ္မဟောင်းကာလကအဖေရောမင်းတို့ငါတို့တွေသိတော့မယ်ငါတို့တွေသိတော့မဟုတ်ဘူးမင်းတို့မသိရဘူးလို့ဒီနေ့ဆာလန်ဆာဒါဝိအဖင်နဲ့ကျွန်တော်တို့တွေ့ရတဲ့ကြမ်းချက်ကိုကျွန်တော်တို့တွေ့ရတယ်ဒီတော့ကဖျားသခင်ကတားတော်ကိုတရားစီရင်ခြင်းအခွင့်ကိုအနှင်းနေဆိုတာကတားတော်ဒီလူဇာတိ ခံယူခဲ့ပြီးတော့နံဝိညာဉ်ဖရားကနေလူတရားရဂိုင်းလုံးအပြည့်အဝဇာတိခံယူထားတဲ့အတွက်တရားစီရင်မဲ့အခွင့်အာဏာတကိုးကိုအလုံးကိုတားတော်အနေနာဖြစ်တယ်။ဒါကြောင့်တားတော်ရဲ့အတန်ကို ကြားတော်နေမှာနောက်ဆုံးတော်နေရမှာတင်းကြိုင်းမှာရှိတဲ့လူသေးတွေကအလုံးပြန်ထလာမယ်လို့ပြောပါတယ် ်တယောက်ထွက်ရမည့်အချိန်ကာလရောက်လတန်ကောင်းသောအကျင့်ကိုကျင့်တော်သူတို့သည်အသက်ရှင်ရာထမြောက်ခြင်းသို့လကောင်းဆိုးရုပ်သောအကျင့်ကိုကျင့်တော်သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လကောင်းထွက်ရကြလတန်နော်ဒါကြောင့်မို့ကောင်းမွန်စွာအကျင့်ဆိုတာကနော်သခင်ရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်ဖြစ်လောကမှာအသက်ရှင်နေခါမှာရွေးချယ်ယုံကြည် လက်ခံထားသောပုရဇေလူသားတိုင်းကထိုကဲ့သို့သောဒီအသက်ရှင်ရထမြောက်ခြင်းဆိုတာကကောင်းသောအကျင့်အားဖြင့်အသက်ရှင်ရထမြောက်ခြင်းကိုဒီကနေ့သားတော်ရဲ့အတန်ကိုကြားသောနေ့မှာရှင်ပြန်ထမြောက်လာမယ်။အဲ့ရာကနေ노တကယ်သို့ပြန်လဲထလာမယ်အချိန်လာလိမ့်မယ်။ပြောချင်တာတရေတမောအိတ်လိုက်အောင်။နော်။တရေတမောအိတ်ပြီးရင်တော့ပြန်ထပေါ့။တယောက် ခရိယံများသေလွန်ခြင်းနောက်မှာတန်ရှင်းသူရဲ့သေခြင်းသည်အင်မတန်မှမြတ်တယ်လို့ပြောသလိုတန်ရှင်းသူရဲ့သေခြင်းဟာခရစ်တော်နဲ့အိပ်ပျော်တယ်လို့ပြောပါတယ်တယောက်သင်းချိုင်းမှာသားတော်ရဲ့အတန်ကိုကြားတော်သူတိုင်းပြန်လည်နိုးလာမယ်ဆိုတာအိပ်ပျော်သွားတဲ့လူတွေနော်ခရစ်တော်နဲ့အိပ်ပျော်သွားတဲ့လူတွေရှိသလိုခရစ်တော်ရဲ့အမိတ်အားဖြင့်အိပ်ပျော်သွားကြတဲ့ဒီကနေ့လောကီလူသားများမြေမှောက်လူသားများ အထဲမှာသူတို့နိုးထခြင်းကပါလေတဲ့ဆိုးရုပ်သောအကျင့်ကိုကျင့်တော်သူတို့သည်အပြစ်စီရန်အပြစ်စီရင်ရာထမြောက်ခြင်းတို့၎င်းထွက်ရကြလတံတယောက်ချစ်သောညီကိုမောင်မတို့ဒီကနေ့မှာကျွန်တော်ကျမတို့သည်အဘယ်ကဲ့သို့သောဖះကိုကျွန်တော်တို့ယုံကြည်လက်ခံထားပါတယ်လေပေါ့နော်ဒါကတော့ဘာသာတရားမဟုတ်ပါဘူး ဒီကနေ့ဘာသာတရားတိုင်းကလူကိုမကယ်နိုင်ပါဘူး။နော်ခရိယန်ဘာသာ လူမကယ်နိုင်ပါဘူး။ဟာလားကျန်တဲ့ဘာသာကြီးသုံးဘာသာလူကိုမကယ်နိုင်ပါဘူး။ကောင်းတာလုပ်ရင်တော့ကျွန်တော်တို့ကောင်းတာရောက်မယ်လို့ပဲညွန်ပြပါတယ်။တနည်းအားဖြင့်ပြောရင်ဓမ္မံလူပေါ့နော်ကျွန်တော်တို့ဓမ္မံရိုက်တယ်အဖြေထွက်လာတယ်။ယောဂါတွေ့တယ်။ဥမာအစ်စ်အမြင့်တွေဒါမှမဟုတ်တစ်ခုခုပေါ့။ ကျွန်တော်တို့ယောဂအဖြေတွေ့တယ်။ဒါပေမဲ့အဲ့ဒီဓမ္မံကအဲ့ဒီယောဂကို မကုစားနိုင်ပါဘူးလို့ကုစားနိုင်တာကတော့ဆေးပဲဖြစ်ပါတယ်။ဆရာကောင်ကတဆင့်ပြန်ပြီးတော့မှဆေးတွေပေးရတယ်ညွှန်းရတယ်။အဲ့ဒီဆေးပြန်တောင်းမှဆောစောကဓမ္မံမှာအဖြေထွက်တော့ယောဂကိုပျောက်ကင်းစေနိုင်တာဖြစ်တယ်။တယောက်ဒီနေ့အပြစ်ရဲ့အခါသေခြင်းเนาะအပြစ်ရဲ့တံပိုးပေးရတဲ့အခါကတော့သေခြင်းတဲ့เนาะ။ဒါကြောင့်မို့ ကျွန်တော်တို့ပြုတ်ခဲ့တဲ့ဒုစရအကုသိုလ်တရားတွေကကျွန်တော်တို့နောက်ကိုကောက်ကောက်ပန်အောင်လိုက်နေတယ်။ဆိုတော့အဲ့ဒီအကုသိုလ်တရားကပြည့်ညတ်တော်အဖြစ်ကျွန်တော်တို့ကသိရှိနားလည်လာတဲ့အခါမှာအဲ့ဒီပြည့်ညတ်တော်တရားကိုလိုက်လျှောက်ခြင်းအမှကျွန်တော်တို့မကယ်တင်နိုင်ဘူး။ကယ်တင်နိုင်တာကသာဝရဘုရားကိုယုံကြည်ခြင်းတနည်းအားဖြင့်ဂျေဇုတော်ကာလမှာသားတော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ်သာလင်ကျွန်တော်တို့လွတ်မြောက်နိုင်မဲ့ထွက်မြောက်ဝလန်းအဲ့ဒီတန်လန်းပဲရှိပါတယ် တယောက်တခင်ရှုခရစ်တော်ကငါဒီလန်းခီတမတရားအသက်ဖြစ်တယ်ငါတလန်းလေးကိုပဲအာကိုမိခုံမတာလေမင်းတို့ဒီဖရာသခင်ရှိတဲ့နေရအရင်အမြင့်ကို နေရဌာနေဌာနကို ပြန်ရောက်နိုင်မယ်အခွင့်ရေးအဲ့ဒီတလန်းနဲ့ပဲရှိတယ်လို့ပြောပါတယ်တယောက်ဒီနေ့လောကမှာတေလွန်သောသူတွေကသားတော်ယေရှုခရစ်တော်ရဲ့အတန်ကိုကြားပြီးဘာကြောင့်ပြန်ထားရမှာလဲတဲ့ ဟာလာတနည်းအားဖြင့်ကျွန်တော်တို့ဇာတိသဘောဆန်းဆန်းမိကွန်ထုတ်မယ်ဆိုရင်ကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့ဟာဘာကြောင့်ထားရမှာလဲကွာဟာလာမင်းကဘာဖျားမို့လို့လဲဟာလာမင်းအတန်ကြားတာနဲ့ငါတို့တကွာလုံးမှာရှိတဲ့သေလွန်သောသူတွေကမင်းအတန်ကြားပြီးထားရအောင်မင်းကဘလို့ဖျားမို့လို့လဲလို့ကျွန်တော်တို့မိကွန်ထုတ်ကောင်းထုတ်ပါလိမ့်မယ်ချစ်တော်ဓမ္မမိတ်ဆွေ တချိန်ကလည်းကျွန်တော်လည်းအဲ့ဒီလိုမေကွန်းထုတ်နိုင်တဲ့ပရိုဇင်လူသားတွေကတူဦးဖြစ်ပါတယ်သို့တော့ကျွန်တော်ဒီနော်တခင်ရှုခရစ်တော်ရဲ့ကယ်တင်ရှင်သတင်းကောင်းကိုကျွန်တော်ကြားပြီးနောက်မှာသိချင်းတရားအားဖြင့်ကျွန်တော်ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာစေးပွိုင်စင်အားဖြင့်တခင်ရှုခရစ်တော်ကိုကျွန်တော်အော်ခေါ်တဲ့အခါမှာထိုဖျားသည်ကျွန်တော်လွတ်မြောက်ခြင်းပေးတယ်လို့ဒီနေ့ထာဝရအသက်ကိုပေးနိုင်တဲ့ထိုအရှင်ကိုယုံကြည်လက်ခံပြီးနောက်မှာလဲ လွတ်မြောက်နိုင်တဲ့အခွင့်အလမ်းတွေဒီနေ့ဒီတလန်းနမဲဆိုတာကိုဒီနေ့ကျွန်တော်လည်းနားလည်လာတယ်။ဒါကြောင့်မို့မင်းရဲ့အတန်ကိုကြားပြီးထမြောက်မင်းကဘလို့ဖျားလဲတဲ့။ချက်တော်ဓမ္မမိတ်ဆွေဒီကနေ့ဖျားသခင်သည်မြေမှုန့်ဖြစ်လူကိုဖန်ဆင်းခဲ့ပါတယ်။ဇီဝအသက်ကိုသာရဖျားသခင်ကမှုန့်သွင်းတဲ့အခါမှာလူသည်အသက်ရှင်သောတတော်လို့ပြောပါတယ်။တမန်ကျမ်းစာတော်မြတ်မှာဆိုတော့ဖျားသခင်ကတဲ့ 阿大林阿眼面，拍下子看阿大林阿俏俏，拍下子看阿大林面目，能为人办新片的，但要办新个考来考嘛，变他也没情个啦，能送到个话也，阿送得你嘛。打扰一等阿片，阿困阿那背他到，可买到背他到困阿那阿片打扰一等，背来考嘛，变来他苗乱没你啊。 အဲ့ဒီထိုနေကိုပြောတာဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေဒီနေ့ထိုဖျားသည်မြေမုတ်ကိုဖန်ဆင်း၍ဇီဝအသက်ကိုမှုတ်သွင်းတဲ့အတွက်သူပိုင်ဆိုင်သောဝိညာဉ်တွေဖြစ်ပါတယ်တကယ်သူပိုင်ဆိုင်သောအဲ့ဒီဝိညာဉ်တွေကိုအဲ့ဒီနံဝိညာဉ်အားလုံးသည်ဒီကနေ့ပြန်လဲထမြောက်လာမယ်နေလို့ပြောတာဖြစ်ပါတယ်နော်တကယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့အားလုံးရှင်းလင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဘာကြောင့်လဲပိုင်ရှင်ပြန်ခေါ်လို့ ပိုင်ရှင်ကသာလင်ခေါ်ခွင့်ရှိလို့ဒီကနေ့ပိုင်ရှင်ရဲ့အတန်ကို ကြားတော့ဝိညာဉ်အလုံးကပြန်ထလာမှာဖြစ်တယ်။ဟာလာကဘာဦးကနေသေသောဝိညာဉ်ကဘာအဆုံးနေမှာတရားပလင်ဖြူအရှိမပြောကြင်တာပလင်ဖြူအရှိမသားတော်ရဲ့အတန်ကို ကြားပြီးပြန်ထလာမယ်။အချိန်မှာပြောကြင်တာကတော့ဗာလေကောင်းသောအကျင့်ကိုကျင့်တော်သူတို့ဒီအသက်ရှင်ရထမြောက်ခြင်းတို့လို့ကောင်းဒါတရားစီရင်မဲ့ ဖြောက်မှန်မှန်ကန်သောဘုရားသခင်ရဲ့တားတော်တရားစီရင်မဲ့အခြေအနေပဲဖြစ်တယ်ဒါကြောင့်လောကမှာကျွန်တော်ရွေးချယ်မှုကိုးကွယ်မှုမမှားဖို့အမှန်တန်အရေးကြီးပါတယ်နော်လူလောကမှာဆိုးစကားရှိတယ်အတော်မတော်တလန်းအစားမတော်တလုံးနော်ဒါကြောင့်ကိုးကွယ်မှုမှားရင်ကျွန်တော်ဒီယခုဘဝနောင်ဘဝမတွေးဝန်စရာဒါကြောင့်မို့ချစ်တော်ဓမ္မမင်းဆွေများဒါဆိုရင်ဘုရားသခင်တရားသလားတဲ့နော်အဲ့ဒီမေကွန်လင်းပြောပြီးတော့ညီကုန်းချောအောင် ဘုရားသခင်တရားလာတဲ့ကဘာဦးကစတဲ့ဝိညာဉ်တွေကကဘာအဆုံးဝိညာဉ်အထိတန်သူကတရားစင်အောင်သူကငါတို့ကဘာပြောခဲ့လို့လဲချစ်တော်ဓမ္မမင်းရွှေပြောခဲ့ပါတယ်ကဘာအစမှာကဘာအစမှာနော်အေးအဖြစ်သင်္ဘောတည်တဲ့အချိန်မှာနှစ်ပေါင်းတရာတိုင်အောင်နော်အေးအေးဝံကလေးသတင်းစကားဝမ်းမြောက်ဖွယ်ရာကဲတင်ခြင်းသတင်းစကားကိုနော်အေးကိုယ်တိုင်ကိုကြဟောပြီးသင်္ဘောကိုတည်ခဲ့သောအချိန်အခါဖြစ်ပါတယ် တကယ်အဲ့ဒီအချိန်တုန်းကဘုရားသခင်ရဲ့ကြွေးကြော်တန်တွေတတိပေးတန်တွေကိုဒီနေ့ကဘာမှရှိတဲ့ပုရုဇင်လူသားအားလုံးကနားဆွင့်သလားလို့မေးကြည့်နားမဆွင့်ခဲ့ပါဘူးနော်ကိုယ့်ရဲ့စားရေဝတ်ရေနေရေးထိုင်ရေးနဲ့ပဲကိုယ်လုံးပန်းရင်ဘုရားရဲ့အသံကို လုံးဝနားမထောင်ခြင်းကြောင့်ကြားတယ်နော်တကြောင်မို့ဗျာဒိတ်ချမ်းမှာ အသင်းတော်ကိုဘာပြောတယ်ဆိုရင် နားရှိတော်သူမိဒီကကြားပါစေတဲ့ပြောတယ်အသင်းတော်ကာလမှာလည်း ဟောနေစေပဲဒီကောင်မှရှိတဲ့ခရိယံအသင်းတော်တော်တော်များများအေးဝံကလေးဟောနေစေပဲသာသနာ ပြုနေစေပဲကဲတင်ချင်းတရင်ကောင်ဝေမျှနေစေပဲဝိဇာအဖြစ် online ပေါ်အဖြစ် Facebook ပေါ်အဖြစ် YouTube အဖြစ် TikTok အဖြစ်အားလုံးတကဘာလုံးမှာကြားခဲ့ပြီပြီတဲ့ရောက်သားတော်ရဲ့ခေါ်ထားမဲ့အချိန်မှာတော့လုံးဝပြောမယ်ဆိုရင်ကိုယ့်အလှည့်ရောက်လာမဲ့အချိန်မှာတော့ဒီကနေ့ကျွန်တော်တို့ လုံးဝဘွားမခတ်ကြီးပေါ့တဘောတဘောလော်ဂီစကားအရာပြောရင်ပေါ့ဒီတော့ကတားတော်ရဲ့အတန်ကိုကြားတော့အခါမှာစိုးရုပ်တော့အကျဉ်လို့ပြောတယ်နော်ကောင်းတော့အကျဉ်လူနှမျိုးပဲရှိမယ်ဒီကနေ့နော်တမျိုးကတော့ကောင်းတော့အကျဉ်အားဖြင့်တားတော်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအသေခံခြင်းထမြောက်ခြင်းကိုလက်ခံယုံကြည်ထားတော်သူတစားနောက်တစားကတော့စောစောကဘာဦးမာတဲ့နော်အေးအချိန်မာတဲ့ဟိုကကြားပေမဲ့မယုံတဲ့တစား အတင်းတော်ကာလအထိကြားတော်တယ်မယုံတဲ့တစားเนาะအဲ့ဒီအထဲမှာအံဩစရာတိတ်ကောင်းတာကဒီကနေ့ဖရာရဲ့လူမျိုးတော်เนาะဖရာရဲ့လူမျိုးတော်ဖြစ်တဲ့အစ္စရေးတွေဒီကနေ့အစ္စရေးနိုင်ငံမှာရှိတဲ့ဂျူးတွေဂျူးတွေကိုယ်တိုင်လည်းမယုံသူတို့ရဲ့လူမျိုးတော်တွေကနေဖရာသခင်လူစားတိခံခိုင်းပြီးဆေလွတ်တဲ့ကယ်တင်ရှင်မေရှိယမေဇာယပေါ့เนาะမေဇာယကယ်တင်ရှင်ကိုသူတို့လက်မခံတာ ဲတော့ဒီအရာကိုကျွန်တော်တို့ယောဟန်ရှမ်းခရစ်ဝင်အခန်းကြီး၈အပိုင်ငယ်30နဲ့အဲ6လောက်မှာထို့ကြောင့်သားတော်သည်သင်တို့ကိုလွတ်လင်သင်တို့သည်အေကံအမှန်လွတ်ကြလိမ့်မည်သင်တို့သည်အာဗရန်အမျိုးဖြစ်ကြသည်ကိုလုံးကိုငါသိ၏သို့တော်လည်းငါ၏ဒေသနာသည်သင်တို့၌တည်နေရာကိုမရသောကြောင့်သင်တို့သည်ငါကိုစံ့အံ့သောငါရှာကြံကြ၏ဂျူးလူမျိုးတွေကသခင်ရှုခရစ်တော်ဖျားကို ရှာကြံပြီးသတ်ဖို့ရန်ကြံစီကြတယ်ဂျေဇန်တယောက်ဒီနေ့ဂျူးလူမျိုးလဲသခင်ရှုခရစ်တော်လက်မခံရင်သေလွန်သောဂျူးတွေနော်ဂျူးမတိုင်ခင်မှာသေလွန်သော ဟေဘရုလူမျိုးတွေဟေဘရုလူမျိုးကနေယာကုပ်အဖင်ဣတရီလာလူမျိုးဖြစ်လာတဲ့အချိန်မှာအားလုံးကဘာဦးကနေယုံတော်သူမယုံတော်သူတွေဟာလားဟေဘရုလူမျိုးနဲ့ခုနယာကုပ်အဖင်ဣတရီလာလူမျိုးတွေမယုံတော်သူအားလုံးကတားတော်ရဲ့အကြံအတန်ကို ကြားတဲ့အခါ ထမြောက်လာမှနေရှိတယ်ဖြစ်တော်ဓမ္မမင်းရှင်များတယောက်ချက်တော်ညီကိုမဖရားခင်ဘုဒ္ဓမင်းနာမှာမလိုက်ပါဘူးเนาะမလိုက်ပါဘူးလို့ဒါကိုတော့ကျွန်တော်တို့သိဖို့ဖြစ်တယ်ဖရားခင်အဘယ်သူဤမျက်နာမှာမှတ်တော်မူမူเนาะပေးလို့သောသူကိုပေးမယ်ပေးမယ်ဆိုတာကယုံကြည်သောသူမယုံကြည်သောသူတော့ဖရားခင်နှုတ်ယူမယ်တယောက်ဒီနေ့လူနှမျိုးနဲ့စားပဲเนาะညီကုံချုပ်ချင်တာတမျိုးကယုံကြည်ပြီးသခင်ရဲ့အတန်ကိုကြားပြီ ထလာမဲ့အချိန်မှာတော့သခင်ရဲ့အနာမှာခစား권ရှိတာပေါ့ရှိတယ်เนาะတစ်မျိုးကတော့ဖြစ်ရင်ဒီကနေ့နိုးထလာတဲ့အခါမှာဟာလာပြပြတလဲနိုးထလာမယ်ဟေးငါတည်ရနိုးပြီဟာပါလေဟာကြည့်တော့ပလင်ဖြူတရားစီရင်ခြင်းအရှိမနော်ကျွန်တော်အရင်တစ်ခေါက်လည်းပြောပြီးပြီပလင်ဖြူတရားစီရင်ခြင်းဆိုတာတက်တောင်းတက်တာနေရာမဟုတ်ဘူးဟာလာကောင်းဝင်ရွှေပြည်ဝင်ခွင့်မရပဲအောက်ရကိုပြန်ဆင်းရမယ့်အခြေအနေမိအိုင်ထဲမှာ ဆိုတော့တကယ်ကိုဥရဖားရနဲ့ဟာလာဇောချွေးပြန်မဲ့အချိန်ပဲတယောက်ချက်တော်ဓမ္မမင်းဆွေဒီကနေ့လူနှမျိုးနှစားရမှာတင်းပြီးဘယ်အစားရမှာပါတယ်နော်အိပ်ပြော်ရာကနေကောင်းသောအကျင့်အာဖြင့်တခင့်ရဲ့ဘက်တော်သားအဖြစ်ယက်တီရသောအခွင့် ကောင်းဝင်နိုင်ငံသားဖျားသားသမီးဖြစ်ရသောအခွင့်နဲ့နှိုးချမဲ့သူလားရှင်ပြန်ဟာလာအိပ်ရာကနေနှိုးလာမဲ့သူများလားဒါမှမဟုတ်တရားရှင်ရင်ခံရမဲ့ ဒီနေ့အပြစ်သားသဖွဲ့တရားစီရင်ခံရမယ်ပြန်လဲနှိုးထလာမယ်အပြစ်သားလားဒီနေ့ကျွန်တော်တို့အတ္တတာကိုပြန်လဲပြင်ဆင်ခြင်းရှိပါတယ်လို့မြတ်တာဖြင့်ပြောပြစေတယောက်တင်းသည်ဟလာတကယ်ပဲပြန်လဲနှိုးထလာတဲ့အခါမှာဟလာ အပင်ငရဲလာမယ်အချိန်နေဆိုရင်ဒီနေ့တင်နောင်တရဖို့ဖြစ်တယ်အပြစ်ကနေနောင်တရရွေနှစ်ချင်းခံလင်းတင်တို့ရဲ့အပြစ်ကိုဖျားသခင်ခွင့်လွတ်မယ်လို့နှစ်ချင်းဆရာယောဟန်ဟောခဲ့ပါတယ် နော်အခုဟာတမန်တော်ယောဟန်နှစ်ချင်းဆရာယောဟန်ဟောခဲ့ပါတယ်ဂျော်ဒန်နဲ့ဂျော်ဒန်မြစ်မှာနှစ်ချင်းပေးရင်းနဲ့ဟောခဲ့ပါတယ်နော်အပြစ်မှာနောင်တရ၍နှစ်ချင်းခံရင်သင်တို့ရဲ့အပြစ်ကိုဘုရားသခင် ခွင့်လွန်မယ်အပြစ်ကနေနောင်တရမယ်လူသားတို့ဟာငါဒီအပြစ်သားဖြစ်တယ်ကျွန်တော်ကျမဒီအပြစ်သားဖြစ်တယ်ပြီးတော့နောင်တရမယ်ပြီးတော့သခင်ယေရှုခရစ်တော်ယုံကြည်လက်ခံမယ်ဗတ္တိဇံခံမယ် ်ဆိုရင်ကျွန်တော်တို့ဒီအပြည့်စင်ခြင်းဘုရားရဲ့အမြတ်တော်စင်ခြင်းကနေကျွန်တော်လွတ်မြောက်ပြီးကောင်းငင်ဝင်စားခွင့်ရတဲ့အပြင်ကိုကျွန်တော်노ထလာတဲ့အခါမှာအေးအေးစစ်စစ်နဲ့တရေ노노ထလာပြီအေးအေးစစ်စစ်နဲ့노ထလာမယ်အထဲမှာပါဝင်မှာဖြစ်ပါတယ်တယောက်ချစ်တော်ဓမ္မမင်းဆိုရင်လူဒီမသိခင်ရွေးချယ်ရမယ့်အရာကရှင်မန်တော်တဆူဒီသောဘုရားကိုကိုးကွယ်တော်သူဖြစ်ဖို့ပဲဖြစ်ပါတယ်เนาะယောရှုက ငါနဲ့ငါအိမ်သူအိမ်သားဖြစ်ရင် ထာဝရဘုရားကိုသာ ကိုးကွယ်မည်ဆိုတဲ့အရာတိုင်းဒီနေ့နှုတ်ဘတော်အားဖြင့်เนาะအကောင်းဆုံးရွေးချယ်နိုင်သောသူဖြစ်ကြရအောင်လို့မေတ္တာဖြင့်တတိပေးနိုးစော်လေးဝင်ခပါတယ်အရောက်ရှိတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ